မြန်မာငြိမ်းချမ်းရေးပွဲတော်2016ကိုလာမယ့်စက်တင်ဘာလ24ရက်နေ့မှာအောင်ဆန်းကွင်းမှာကျင်းပသွားမှာဖြစ်ပါတယ်။ဟေမာဝင်းကဒီသတင်းကိုပေးပို့มาပါရှင်။အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကတော့စက်တင်ဘာလ24ရက်နေ့ဖြစ်ပြီးမြန်မာငြိမ်းချမ်းရေးပွဲတော်ကိုရန်ကုန်မှာကျင်းပတာဟာလည်း၄ချိန်မြောက်ရှိပါပြီ။စက်တင်ဘာလ24ရက်နေ့မှာကျင်းပတဲ့ဒီငြိမ်းချမ်းရေးပွဲတော်ကိုတော့အလွှာပေါင်းစုံမှာပါဝင်နိုင်အောင်လဲစီစဉ်ထားတာဖြစ်တယ်လို့ပွဲစီစဉ်သူတွေကပြောပါတယ်။ ကျွန်တော်တို့တမ်းမြေမှာအာယုံတွေတိတ်များတယ်အာယုံတွေမများကြပါနဲ့လို့ပြောရမှာအရေးကြီးဆုံးတခုတည်းပဲငြိမ်းချမ်းရေးပဲဘယ်နေရာမှာမဆိုငြိမ်းချမ်းရေးရှိမှကျွန်တော်တို့တမ်းမြေတိုးတက်မှာအဲ့တော့ဘယ်နေရာကိုသွားပြောပြော53တန်းလုံးသောပြည်သူတွေရဲ့နံပါတ်1အရေးကြီးဆုံးကငြိမ်းချမ်းရေးပဲအဲ့ငြိမ်းချမ်းရေးဆိုတာလေခေါင်းထဲနည်းနည်းလေးဆွဲသွားရင်ဂျင်းတ်ပါပြီလို့အားလုံးကိုလည်းအဲ့ဒါလေးကိုငြိမ်းချမ်းရေးဆိုတာကိုမမေ့ကြစေချင်လို့ကျွန်တော်တို့ဒီလိုသတိပေးတန်ကြောင်းခေါင်းနေရတာပါ နှစ်ချင်းပါမဲ့မြမငင်းချမ်းရေးပွဲတော်မှာတော့တေးတန့်ရှင်တွေကငင်းချမ်းရေးတချင်းနဲ့ဖြော်ပြကလူရှင်တော်တွေရဲ့ဟာတာပြက်လုံးတွေဘောလုံးကစားတာတွေအပြင်အလူရှင်တွေရဲ့စတူဒီကကြွေးမွေးမှုတွေလည်းပါဝင်တယ်လို့သိရပါတယ်။ဒီ entertainment မှာကျွန်တော်တို့ကြော်ပြနေကြဒါပေမဲ့ငင်းချမ်းဟိုပဲ highlight လုပ်တဲ့ငင်းချမ်းကြီးကိုပဲ concentrate လုပ်တဲ့ message ပေးတဲ့တချင်းနေတယ်ပေါ့နော်ကြော်ပြပါတယ်။ ငင်းချင်းရေးဘောလုံးပွဲမှာတော့နိုင်ငံရေးအကျဉ်းသားဟောင်းအတိတ် United နဲ့အတူဘောလုံးသမားတွေလည်းပါဝင်ပြီးဘောလုံးအသင်းအမည်ကိုအမုံများရက်နဲ့ချစ်ကြပါဆိုတဲ့အမည်တွေပေးထားတယ်လို့သိရပါဗျ။ကျမဟေမာဝင်းပါ။